မျိုးသားတွေမကြခနလွဲမစွာနားလေ တကြတဲ့အချက်တစ်ခုရှိတယ်။အမျိုးသမီးတယောက်ကချစ်တဲ့အခါတဝက်တပြက်ချစ်တာမဟုတ်ဘူး။သူမရတဲ့အချက်တွေကို ပြန်ပေးတယ်။ဒါတွေမကသေးဘူးပို့တောင်ပေးတတ်ပါတယ်။အမျိုးသမီးတယောက်ရဲ့နှလုံးသားဟာပေးတင်တန်တစ်ခုလို့စွမ်းအင်တွေရဲ့ရောင်ပြန်ဟမှုတစ်ခုလို့ပါ။သူမဟာယောက်ျားတယောက်ရဲ့စကက်လုံးတွေ အပြုံမိုးတွေအတန်အနေထား ရည်ရဲချက်တွေကို စကန်ဖတ်ပြီးဒါတွေအလုံးတသားနဲ့ဖြစ်လာချိန်မှာသူမလည်းအလားတူရောင်ပြန်ဟပ်ပြီးပါတယ်။တခါတလေအဲ့ဒီပြန်ဟန်မှုမှာနူညံမှု၊နှွေထွေမှု၊သစ္စာရှိမှု၊စိတ်ချမ်းသာမှုတွေပေါ်လာတတ်ပါတယ်။အမျိုးသားအတွက်နှလုံးသားအေးချမ်းစရာနေရာတစ်ခုပေါ့။တခါတလေကြတော့လေအဲ့ဒီပြန်ဟန်မှုကတိတ်ဆိတ်မှု၊ကြွားဝေးမှုတွေတိတ်တဆိတ် ိတ်လိုက်တယ်တကားတစ်ချက်လိုဖြစ်သွားတပါတယ်ဒါဟာအညှိုးထတာမဟုတ်သလိုလက်စားချီတာမျိုးလည်းမဟုတ်ဘူးသူမကမှန်တစ်ချက်လိုပါပဲသင်ကိုယ်တိုင် သူမကိုပေးခဲ့တဲ့အရာကိုပဲသူမကပြန်ပြီးရောင်းပြန်ဟပ်ပေးတာပါဥယျာဉ်လေးတစ်ခုလိုချင်လားပြုစုပြူထောင်ပေးပါချစ်ချင်းမြတ်တာလိုချင်လားသူမကိုချစ်ပေးပါတစ္ဆာရှိမှုလိုချင်လားသူမယုံကြည်စိတ်ချရတဲ့သူတယောက်ဖြစ်အောင် နေပါအေးချမ်းစွာနေတက်ပြီးကျင်နာတက်တဲ့သစ္စာရှိတဲ့အမျိုးသမီးတစ်ယောက်သင်ပေးမှရှိနေရင် သင်ကံကောင်းတာမဟုတ်ပါဘူးသင်ကိုယ်တိုင်ပြီးစောက်တာတဲ့အရာပါ သူမကိုလေလာပါတကယ်ကိုတည်တည်ချာချာနားလဲအောင်ကြည်ပါဘာလို့လဲဆိုတော့သူမဟာ သင်ရဲ့အဖို့တတ်တတ်မဟုတ်ပါဘူးသူမဟာသင်ရဲ့ရောင်ပြန်ဟန်မှုပါ မိမတယောက်ရဲ့ဝကျွေးအကြီးဆုံးအချိန်ဆိုတာကိုကိုမချစ်တဲ့မကျူးတဲ့မကျင်နာတဲ့ဂယူးမဆိုင်တဲ့ယောက်ျားတယောက်ရဲ့ပြီးမှချင်းတန်နေထိုင်ရခြင်းပါပဲမင်းတို့မိမတွေဟာဘာမဟုတ်တာလေးကို ပုံကြီးချဲ့နေကြတယ်လို့ထင်ချင်းထင်လိမ့်မယ်ဒါပေမဲ့ relationship ရှိတဲ့မိမချင်းအတူတူသူများဂယူးဆိုင်ခံ ကျင်နာရိရခံနေရတာမြင်ရတာဥပိ္ပခဖြူခံရတဲ့မိမာတွေဘလောက်ဝမ်းနေစရာကောင်းလဲဆိုတာကြုံဖူးသူတိုင်းသိတယ်မလို့အပ်ဘူးလို့ကိုတင်ထားတဲ့အရာတကောကတပတ်သားအတွက်မရှိမဖြစ်လိုအပ်နေတယ်ဆိုတာသိထားပြီးပါ မိန်းကလေးတိုင်းအခြေခံရဖို့ထိုက်တန်နေမဟုတ်ဘူးလား